်အဲကျောင်းလေးပါရောနေနေလေးလားဒီလိုဘေးအင်္ဂလိပ်ပါဗျာဒီအင်္ဂလိပ်ဘေးအရတူဇာတိကိုတော့ပြောပြစင်းနေဗျာလုံချုံရေးကအာတိုက်ခတ်မှုတွေများလို့ပါကောင်းပြီလေးဖုံးပြောချင်တာမိမိရရှိထားတဲ့အကြည့်ပညာနဲ့မိမိဘွားအတွက်ကိုနောက်ဆုံး main aim ပေါ့ငါကြီးဒီတိုင်းပြည်မှာပါဖြစ်အောင်ငါဘယ်လိုလုပ်သွားမလဲအဲ့ဒါမျိုးမျိုးရှိသေးလား GHS ဆိုတာရှိပါရဲ့ GMS ဆိုတာရှိပါရဲ့ မဗုဒ္ဓမဟာသေးရွယ်ချက်နဲ့ရင်မှန်းချက်ဒီနိုင်ငံတော်နဲ့နိုင်ငံသားဟုပဲဥတည်ပါတယ်။ကျွန်မမဗုဒ္ဓမဟာသေးရွယ်ချက်ဒီမျိုးသားစိုးစည်းပွားနဲ့မျိုးသားလုံခြုံရေးအတွက်ပဲဥတည်ပါတယ်။ဘယ်ကျွန်မရဲ့လုံဆောင်မှုတွေဟာကျွန်မတို့မျိုးသားလုံခြုံရေးနဲ့မျိုးသားစိုးစည်းပွားအတွက်တစ်ထောက်တည်းနေရာမှာထောက်ကူပြုနေနိုင်မယ်လို့လည်းကျွန်မယုံကြည်ပါတယ်။ဘုမဝရဟန်းတစ်ပါးဖြစ်တဲ့အတွက်အဲဒကမလေးကိုတွေ့ရဲအများနဲ့မွန်တမီးကိုတွေ့ပြီးတော့ဒီရန်လုံးပထမဆုံးမေးဘူးတဲ့ကောင်မလေးကတော့ရွှေယူပါဦးနဲ့တွေ့တယ်။ဆိုတော့မိတတ်ပါလေ။ အဲသူ့ရဲ့ဘဝနဲ့သူတိဆောက်ဘူးအခုလဲဒီမာလေးပြောတာလဲဒီမာလေးရဲ့အဲစိတ်နဲ့ဒီမာလေးကံပေါ့ဗမောကတော့ယူတာပြောရင်အခုသူတို့ရှိလရှိမြူသက်တဲ့အမေရိကန်ရောက်ကြောင်းသားများရဲ့အရင်ပြီးခဲ့တဲ့နှစ်ချိန်တော့ဘမောမသိပါဘူးအခုပြီးတဲ့ထက်မှသမီးမိန်းကလေးတယောက်ပဲပါတယ်အဲဒီအတွက်ကောဘလို့ခံစားမိလဲဘလို့အဲဟိုခုဥမာဆိုတော့ အတန်းတစ်ခုတည်းကိုထည့်လိုက်ခံရတယ်။မြူသားကြီးချစ်သူဓမ္မမုတ်တစ်ဖက်ကပြောနေဘောမဓမ္မမုတ်သူတို့စော်ကားမှုပဲဖြစ်ဖြစ်တစ်ခုနဲ့တစ်ခုကြာမှာအပြန်လန်ကြမှာအခုဆိုကမငိမ့်ချမ်းတဲ့ကာလတည်းမှာရဲရဲရင်လုံနေကြတဲ့သူတွေဟိုစုပေးခြင်းဟာပြဿနာတစ်ခုဥတည်တယ်ဆိုရောအမိနဲ့ဘယ်လိုမြင်လဲ။အာဒီကျေစုပေးရတတိယကျေစုပေးတာပေါ့နော်ပထမနှစ်ကြိမ်မှာလည်းရရှိရပါတယ်အဲပထမနှစ်ကြိမ်ဒီဒီကျိန်းတဲ့သူ၃ကြိမ်ဒီဒီရပါတယ်အဲ့ွယ်ကျေစုတင်ပါတယ်အာဒါဟာ ကံကံရဲ့လို့လို့လေကျမဗုဒ္ဓဘာသာမယ်တယောက်အနေနဲ့ယုံကြည်တယ်။ဒါကံကောင်းရင်အဲကိုကကံကိုကောင်းအောင်လုပ်တဲ့အတွက်ပေါ့နော်။ကိုရဲ့လုပ်ခဲ့တဲ့အလုပ်ကကိုရဲ့ကံနေဖြစ်နေတယ်။ကိုကဒီကံကိုကောင်းအောင်လုပ်နေတဲ့အတွက်နောက်မှကံကောင်းခြင်းရလဒ်တွေရလာတယ်။ကျမဒီမျိုးဘာသာသဒ္ဒနာဆိုတဲ့အကျိုးကိုအမှန်တကယ်လုပ်နေတဲ့အတွက်ကျမလုပ်ခဲ့တဲ့လုံဆောင်မှုအလျောက်ကျမကိုရောင်းပြန်ထက်တယ်လို့လည်းကျမခံစားပါရဲ့။နံပါတ်၁အနေနဲ့ကကျမပြည်သိဖြစ်ရတယ်။နံပါတ်၂ကကို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 ရတယ်။အော်ငါဒီလိုလုံဆောင်မှုရင်ငါ့ကိုအမှန်တကယ်အသိမဲ့ခုတဲ့လူတွေရှိပါလား။ ငါဒီငါရဲ့လုံဆောင်မှုရဲ့ပေါ်မှာငါ့ကိုအမေရိကန်ထောက်ပံ့နေတဲ့လူတွေငါ့ကိုအခုလိုမျိုးဒီ78မျိုးဆက်တွေအမေရိကရောက်78မျိုးဆက်တွေလိုပဲတခြားသောတိုင်းနယ်ပြည်နယ်နဲ့ကမ္ဘာနိုင်ငံတိတိမှာရောက်ရှိနေတဲ့မြန်မာနိုင်ငံသားရင်းရှင်တွေမှာလည်းပဲကျွန်မဘုဒ္ဓမဟာသေးကိုနေရာတစ်ခုအနေနဲ့တို့နှလုံးသားထဲမှာထည့်ထားလိမ့်မယ်လို့ကျွန်မမျှော်လင့်ပါတယ်အဲကျွန်မတို့ဒီနေရာလူစင်စိတ်နဲ့လုံနေကြတာမဟုတ်ပါဘူးတာဝန်ယူစင်စိတ်နဲ့လုံနေကြတာဖြစ်ပါတယ်အဲ့ဒီတာဝန်ကဘာလဲဆိုရင်နိုင်ငံတော်နဲ့နိုင်ငံသားကိုကာကွယ်ရမယ့်တာဝန်ဖြစ်တယ် ကျမဒီနေရာယူခြင်းစိတ်နဲ့မဟုတ်ပဲနဲ့တာဝန်ယူခြင်းစိတ်နဲ့လုပ်နေတဲ့ဖြစ်တဲ့အတွက်ကျမရဲ့စိတ်ကျမရဲ့နှလုံးသားကိုတကယ်အမှန်တကယ်ခံစားနားလည်တဲ့လူတွေကသူတို့ရင်နဲ့နှလုံးသားအသီးသီးမှာကျမကိုနေရာတစ်ခုဖြစ်သတ်မှတ်ထားလိမ့်မယ်လို့ကျမပြောလင့်ပါတယ်ထို့နေရာကိုကျမမမိုးပါဘူးလူတယောက်ရဲ့အချင်းချင်းလေးစားမှုလူတယောက်ရဲ့ခင်မင်မှုဆိုတာကငွေကြေးနဲ့ဝယ်ပေးလို့မရဘူးအာဏာနဲ့ခိုင်းစေလို့မရပါဘူးသူတို့ရဲ့နှလုံးသားထဲမှာအလိုလိုချစ်ခင်လာမှအလိုလိုလေးစားလာမှရနိုင်တဲ့နေရာတစ်ခုဖြစ်တယ် ဒါကြောင့်မို့ကျွန်မလက်ရှိနေတဲ့ရောက်ရှိနေတဲ့နေရာဒီနိုင်ငံကိုချစ်တဲ့လူသားရဲ့နှလုံးသားရဲ့မှာကျွန်မမဘူးမှာပဲရောက်ရှိနေပါတယ်။ကိုကုကူကလုံခြုံမှုရှိရလား။လုံခြုံမှုဆိုတာကအဲတိုင်းပြည်လုံခြုံရေးအတွက်ကတော့အင်မြန်ပုံပြီးအမှုကြီးတာပေါ့။ဟုတ်လေဘုံမောကကိုလိပ်စာနဲ့ကိုအီရနဲ့ကိုနေတယ်။ဘုံမောကိုကုကူလုံခြုံတယ်။ဘုံမောရဲ့စိတ်ဓာတ်ကတဲ့ပြောင်းငင်းချမ်းရုပ်ပဲရှိတမ်းတင်တယ်။အဲ့တော့အခုသမီးကြတော့ဦးနာတို့ပေါ့လုံခြုံမှုအဲတစ်ဖက်ကတစ်ဖက်နဲ့နှစ်ခုကြားထဲမှာ တွေးကြွေးမှဆွေးနွေးရမရှိဘူးဆိုတော့ဘုံမအကျွေးတွေကုံစီခြင်းတနိုင်ငံလုံးငင်းချမ်းစီခြင်းအဖုံမရဲ့နှလုံးသားသမီးပြောတဲ့နိုင်ငံရေးဘက်ကလည်းဘုံမဘာမှမပြောလို့ဘူးအခုလာပြီးတော့ဖွဲ့စည်းတဲ့လှုပ်တဲ့လူတွေရဲ့မြစ်တာစင်အောင်လည်းပေါ်လွင်စီခြင်းအဲ့တော့သမီးလုံခြုံမှုအတွက်ဆက်ပြီးတော့ဘယ်လိုဆက်လုပ်မလဲတက်ကိုရန်ဆောင်ပါလေဗျာတက်ကိုရန်ဆောင်ပါလေဒီလိုပဲကို့အသက်ကို့အန်ဒီရဲ့ကိုကြည့်ဆောင်ရပါ ကျမတို့ကနိုင်ငံနဲ့ချီပြီးအလုပ်လုပ်နေတဲ့သူတွေဖြစ်တယ်။နိုင်ငံအကျိုးအတွက်ရည်ရွယ်ပြီးအလုပ်လုပ်နေတဲ့သူတွေဖြစ်တယ်။တမျိုးသားလုံးအကျိုးအတွက်ရည်ရွယ်ပြီးအလုပ်လုပ်နေတဲ့သူတွေဖြစ်တယ်။ဒါကြောင့်မို့လို့အလုပ်ကြီးကြီးလုပ်တဲ့လူကတတိကြီးကြီးရှာပါလိမ့်။ဒါကြောင့်မို့လို့အတက်ကိုညံဆောင်တယ်လို့ပြောတာပါ။ကိုယ့်တင်ညိုတွေတောင်မှရာဂီဥဒုကိုလိုက်ပြီးတော့အောင်ပြောင်းလဲရပါတယ်။ဆိုတော့ကျမတို့အစီလေးပဲမိမိကိုယ်တိုင်ကငြိမ်းချမ်းရေးကိုရှေ့ရှုတဲ့ကားတပတ်အုပ်စုတွေမှာကိုယ့်ကဲ့သို့အတွင်းမရှိခဲ့ဘူးကိုယ့်လိုနှလုံးသားမရှိခဲ့ဘူးဆိုလို့ရှိရင် စုံတရားမမျောလင့်ပဲနဲ့အန်ဒီရီဖြစ်နိုင်ပါတယ်။ပုတ်တင်ညိုလို့တလိဆန်တကောင်တော့သူ့ရဲ့အယောင်သွေးကိုပြောင်းလဲပြီးနေနိုင်ရင်ကျမဒီအလုတ်ကြီးကြီးလုံနေပဲဖြစ်တယ်ပဲ။တတိကြီးကြီးရှိတယ်။ကျမရဲ့အသက်ကိုညံဆောင်နေတဲ့နေရမျိုးစုံအယောင်မျိုးစုံဒီလိုပဲကာလာဒေတန်လိုက်လျောညီထွေအောင်ပြောင်းလဲပြီးတော့ကိုယ့်အဲ့လုံချုံရေးအတွက်အယောင်ပြောင်းပြီးတော့နေထိုင်ရပါတယ်လို့ပြောချင်ပါတယ်။မျိုးသားရေးအတွက်အသက်ပေးသွားတဲ့သူတွေဤသာပင်ညာဤပဲနှစ်ဖက်လုံးမှာ အဲ့လူတွေရောကိုကိုကိုမလုံးကြုံဘူးလို့ထင်ပြီးတော့ဆုံးရှုံးသွားလာလုံးကြုံပါရဲ့ဆုတဲ့ကြားတွေကဆုံးရှုံးသွားလာတကယ်တော့ဒီလိုဆုံးရှုံးမှုတွေအားလုံးကလုံးကြုံခြင်းမလုံးကြုံခြင်းနဲ့မဆိုင်ပါဘူးယုံကြည်ခြင်းမယုံကြည်ခြင်းနဲ့ဆိုင်တယ်ယုံကြည်ခြင်းမယုံကြည်ခြင်းကြောင့်ဒီနေ့စစ်ပွဲဖြစ်လာပြီဒီနေ့တက်နေကြရဲဒီနေ့တိတ်နေကြရဲဘယ်လိုယုံကြည်ခြင်းမယုံကြည်နိုင်ငံရေးယုံကြည်ချက်နဲ့နိုင်ငံရေးမယုံကြည်ချက်ပါဗျာအဲ့ဒီယုံကြည်ချက်မယုံကြည်ချက်ဆိုအကုန်လုံးကအသက်ပေးသွားတယ်လက်ရှိထောင်ထဲမှာရောက်နေတဲ့လူတွေဒီသူတို့ရဲ့နိုင်ငံရေးယုံကြည်ချက်ကြောင့်ထောင်ထဲကိုရောက်နေကြတယ်လို့ မြေကြီးရဲရောက်သွားသူတွေဒီလဲသူတို့ရဲ့နိုင်ငံရေးယုံကြည်ချက်ကြောင့်မြေကြီးရဲကိုရောက်သွားကြတာဖြစ်တယ်။ဒါကြောင့်မလို့ယုံကြည်ခြင်းမယုံကြည်ခြင်းကအဓိကဖြစ်နေတယ်လို့ဆက်ပါတယ်။ဒီကရယုံကြည်ခြင်းမယုံကြည်ခြင်းကနားမလဲ။မှန်ကန်တာကိုယုံတာလားမမှန်ကန်တော့အခုအစားအခုအစားကဓမ္မအရမတိုက်ပွဲလို့လူတွေပြောကြတယ်ပေါ့။ဆိုတော့တမီးကိုလောက်တာကိုဓမ္မလို့ပြောပြီးတမီးလောက်တာကိုအရမလို့ပြောမှာ။တမီးကငါမကောင်းသူကောင်းမအတုကန္နာပရဝါမနာလား။ယုံကြည်ချက်ကတော့လူတိုင်းမှာရှိတယ်။ဖုံးဖုံးဆိုရင်ဓမ္မနဲ့ပဲဘဝကို တိမ့်မယ်ဘုသမီးတို့ပဲပွဲရကြတယ်ဘုံဘုံဂုံပြူခန်းတို့လာတယ်အခုတော့လာတဲ့နေရာမှာလည်းဘုံဘုံကဘလို့ခုနလိုပေါ့နှစ်ဖက်အမုန်းခံတယ်ဘာကြောင့်လဲဆိုတော့နှစ်ဖက်လုံးငိမ့်ညာစေခြင်းနဲ့တူကြတော့နှစ်ဖက်လုံးကမုန်းတယ်သူကြီးမှဆွေးနွေးကြရမရှိဘူးဆိုရင်အဲ့အကျွေးဘယ်တော့မှကုန်မှာမဟုတ်ဘူးခုမှအကျွေးကုန်တဲ့စိတ်နဲ့မိတာဖြစ်တဲ့အတွက်သမီးအနေနဲ့ကိုယ့်ရဲ့လုံခြုံရေးကိုစောင့်ရှောက်တာတော့မှန်တယ်အတည့်ပြီးအခုလိုညီကြီးတဲ့ရောက်သွားတဲ့သူသမီးပြောလို့လား ထောင်းထဲရောက်သွားပြီးအများကြီးပြည့်ဆက်နေကြတဲ့ကြားထဲမှာအမိအနေနဲ့နောက်ဆုံး main aim ပေါ့အခုလိုဒီပွဲကိုလွန်ပြောဖို့လည်းကောင်းတယ်လှုပ်တဲ့သူတွေရဲ့စေနာနဲ့ထင်ပေါ်တယ်ဒါပေမဲ့တစ်ဖက်နဲ့တစ်ဖက်ကြားမှာအမုန်းခံတော့မြစ်တာနဲ့ကျူးစမ်းရရနိုင်မယ်လို့ရောမြင်မိလားအားလုံးကတော့မြစ်တာထားမယ်ဆိုဒီဒီစုပြင်စရာအကြောင်းမရှိပါဘူးလူရရကိုကိုကိုတော့မှန်တယ်လို့ယုံကြည်ထားကြတာ ਈ ပဲ သူအားလည်းပဲသူ့ရဲ့ယုံကြည်ချက်ကိုမှန်တယ်လို့သူစုတ်ကင်လာတဲ့အတွက်အဲ့ဒီယုံကြည်ချက်တိုင်းတင်မလားတက်မလားထောင်ထဲသွားမလားမြေကြီးထဲသွားမလားတင်ရွှေကြီးရှင်မြေရှင်ရွှေကြီးသိရင်မြေကြီးဆိုရဲလမ်းတိုင်းပဲလူတိုင်းဟာကိုမှန်တယ်ထင်တဲ့ယုံကြည်ချက်တိုင်းသွားနေကြတာဖြစ်နောက်တစ်ချက်အနေနဲ့လက်ရှိမှာနိုင်ငံရေးခင်းခြင်းမှာစည်ရပြိပတ်ကလည်းခံပြီးလာတယ် 是骗你钱的，路一个等你钱骗的，苗家一个骗死你钱的。哎，这路的等你的，苗家的骗死你的，该啥个？他妈的，阿他妈说的，违法呀！你都弄清楚，龙王干过啥的？龙王呢，修差啥的？路等你的，违法；路等你的，该啥？骗你的，该啥个？他妈，阿他妈说的，懂了啊，龙王，龙王们骗的不露呗，有时间别买。他妈的路，哎，你路没有大米的骗你钱啊？过路没有过骗大米啊？他妈说的，他妈阿他妈的不干的，你干 မာဓမ္မနဲ့ပတ်သက်လို့ဘုံမှာဟိုးလုံနေတဲ့6နှစ်လောက်ကအဲဒီကျမ်းနာဖြစ်သူကပြောခဲ့ပြီးသားပါဒါပေမဲ့လူတွေကတော့ငါအမှန်ပူမှာပြောနေကြတော့သူကကျင်းဒုမနဲ့လို့ဆိုပြီးလက်နဲ့ဆွဲကြိုင်တဲ့အခါပညာကိုအသုံးမချပဲနဲ့လက်နဲ့ကိုအသုံးချတယ်ဒီဘက်ကလည်းတတ်မတော်ကအုတ်ချုပ်လို့တတ်မတော်ကိုတော်လန်တာဖြစ်တဲ့အတွက်လက်နဲ့ကြိုင်နေဆိုရင်အဲ့လိုဆိုရင်ဟောသူဘက်အမြင်နဲ့ ကိုတမိအမြင်ရုပ်ဆောင်အမှန်လို့ထင်တယ်။သူကကိုယုံကြည်ရအောင်အမှန်လို့ထင်တာ။အဲ့ဒီယုံကြည်ချက်ကြောင့်ပဲဒီနေ့အမှန်တရားတတ်တတ်မရှိဘူး။အမှန်တရားဆိုတာမိမိရှာဖွေနိုင်တဲ့မိမိရဲ့အသိဉာဏ်ပညာ level ပေါ်မှာမဟုတ်ဘူး။မိမိဘယ်လောက်ထိအသိဉာဏ်ရှိလဲ။မိမိနှလုံးကဘယ်လောက်ထိအသိဉာဏ်ကျေဝတယ်။အဲ့ဒီပုံမှာဒါမူတည်ပြီးတော့အမှန်ချင်းမှချင်းဆုံးဖြတ်နိုင်တယ်။လက်ရှိနိုင်ငံရေးအခင်းချင်းကအတ္တနဲ့မာနတွေကြိုင်လို့ဆစ်ဖြစ်လာတယ်လို့ဆုံးငုံပြီးသုံးသပ်ပြီးတာကြီး။ ဒါကိုနိုင်ငံရေးကပြောမယ်ဆိုပုံမှန်95လို့စသည်ပြပါလာလိမ့်မယ်။ဒါကြီးကကျန်ဖို့ဖြစ်သွားလိမ့်မယ်လို့မပြောလို့လေ။ဆိုတော့ကမှန်ချင်းမှားချင်းဆိုတာဒီလူကြောက်ကအဲ့အမှန်တရားပေါ်မှာဥပမာပြင်ဒါကိုရည်ဘူးလို့ပြောမယ်။ဒါရည်ဘူးတာဟုတ်တယ်မှန်တယ်လို့ပြောချင်းသည်မမိရဲ့အသိဉာဏ်ပေါ်မှာမှုတည်ရဲ့။အမှန်တရားဆိုတာလည်းပဲကိုယ့်ရဲ့အသိဉာဏ်ဘယ်လောက်ရှိရှိတယ်ဒီလူဟာအတွေ့အမြင်ဘယ်လောက်ရှိရှိတယ်လဲ။အဲ့ဒီပေါ်မှာမှုတည်ပြီးတော့ပညာနဲ့ဘူတုနာနှစ်ခုကိုပေါင်းစပ်နိုင်မှအသိဉာဏ်ပညာရပါလိမ့်မယ်။ပညာတတ်နေအောင်မရပါဘူးဘူတုတာရှိနေအောင်မရဘူး။ လက်ထားတဲ့ပြင်နာနဲ့လေ့လာထားတဲ့ဘူးသူတာကိုအချိုးချပေါက်ဆက်နိုင်မှအတိညာပြင်နာရမယ်အဲ့ဒီအတိညာပြင်နာကသာလေမှန်ချင်းမှချင်းကိုဆက်ဖြတ်ပေးပါလိမ့်မယ်